ဖော်ပြလို့မရတဲ့အကြောင်းရင်းတစ်ခုကြောင့်ကွယ်လွန်သွားမရတဲ့မင်းသားရေးခြိုင်ချောင်းကိုရိတ်သက်ကြီးဒီမင်းသားကြီးကတော့ K-drama fan တွေယဉ်နိမိတာဖြစ်မှာပါနော်ဇလန်တွေမြောင်းစွာရိုက်ကူးကင်ရပြီးတော့ဒီနေ့ချိန်လေးကိုဖန်သားဖြစ်မှာနေရာယူကောင်ဇလန်တွေမြောင်းစွာအောက်မသွားမင်းနဲ့ရိုက်ကူးကင်ရတဲ့ဝေးဖြစ်ပါရင်မင်းသားကြီးဟာနေမှာရုတ်တရက်ဆုံးပါသွားနေပြီးတော့သူရဲ့ဆုံးပါကွယ်လွန်မှုကတော့အကြောင်းအရာအသေးစားမိသားစုဝင်တွေကဖော်ပြထားခြင်းမရှိပါဘူးနော်မင်းသားကြီးချိန်ချောင်းကငရဲစင်မာကလေးကဖျားဆက်မင်းသားတယောက်ဖြစ်ပြီးတော့ အနုပညာလောကရေးကို1985ခုနှစ်မှာ Exodus Adelaide ပြဆက်ကုန်မှာပါဝင်တရုပ်ဆောင်ခဲ့တာဖြစ်ပါရင်အင်္ဂါပိုင်းရေဒီယိုရုပ်သံလိုင်းတွေမှာအတန်တရုပ်ဆောင်ဖြစ်နေပါဝင်ခဲ့ပြီးတော့ drama များစွာအတွက်ဇိမ်ဟန်ဖြစ်နေပါဝင်ခင်ကဧည့်သည်တရုပ်ဆောင်ဖြစ်နေအထူးပြုလုပ်လုပ်ကင်ခဲ့တာလည်းဖြစ်ပါရင်မင်းသားကြီးချောင်းကျုံးကမေလ29ရက်ကိုရီးယားဆန္ဒရှိ2နာရီ40မိနစ်မှာမင်းသားကြီးရဲ့ခန်းထဲမှာတည်ဆုံနေရကိုတွေ့ရတာဖြစ်ပါရင်မိသားစုဝင်တွေကတော့ဘာကြောင့်တည်ဆုံနေရလဲဆိုတာကိုထောက်ပေါ်ပြောပြပြခဲ့လို့ညွှန်ဝတ်ထားခဲ့ကြတာပါ ကွဲလွန်ခြင်းကအသက်68နှစ်ဖြစ်ပြီးသူ့မြင်းလေးရဲ့မွေးနေ့ပွဲကိုတွားရရင်ပြင်ဆင်နေခြင်းလို့သိရပါတယ်။မင်းသားကြီးဟာမကွဲလွန်ခင်လပိုင်းတော့ပါဆစ်ဆစ်ချင်ရာစိုးရင်စိတ်တွေညောင်းပြီးစိတ်ကစင်းငြိယာယောဂကိုခံစားနေရတာဖြစ်ကြောင်းသူကိုယ်တိုင်ကလည်းလက်ခံထားခဲ့တာပါ။ကြောင်ခဏလေးစိတ်ထဲကျဆင်းခဲ့ပြီးတော့ထိတ်လန့်တုန်လှုပ်ပြီးတော့အော်ဟစ်နေကြတယ်လို့လဲမိသားစုဝင်တွေထံမှာသိရပါတယ်။ဒါမှမဟုတ်တိတ်ဆုံးသွားတာကဒီယောဂအခြေအနေနဲ့ပတ်သက်နေမလားဆိုပြီးတော့ခန္ဓာရင်းစခန်းကတော့အမှုပြောင်းရွှေ့လဲခဲ့ပေမဲ့လည်းတရားရုံးကဒီပြပြမှုကိုဖိန်ချခဲ့ပြီး ခွဲလို့တို့ကအေးစင်းစွာအနားယူခွင့်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ဒီသားစုဝင်တဲ့ဇနီးတဲ့ကလည်းမင်းသားရေးချောင်းချုံရဲ့ကွယ်လွန်မှုကိုဘယ်လိုပုံစံဘယ်လိုနေထိုင်တာဆိုတော့တော်တော်များများလောက်ကင်နေပြီးတော့ပရိသတ်တချို့ကတော့မင်းသားဟာစိတ်တကြယောဂါရပြီးတော့စိတ်ကစင်ကလေးအနေနဲ့ကိုရိုင်းဆူဆဲလို့သွားတာလို့မိကွန်းထုတ်နေကြတာဖြစ်ပါတယ်။တချို့မီဒီယာသမားတွေရဲ့ဆုံးရတော့မင်းသားချောင်းချုံရဲ့နှစ်ထင်းနဲ့မျက်ပွေးနေမှာဟာညိုပဲနေပြီးစိုးရိမ်ခင်းလန့်ကသွေးဆောင်တက်ပြီးတော့တိတ်ဆောင်းခဲ့တယ်လို့လည်းကောက်ချက်လေးချခဲ့သေးတာဖြစ်ပါတယ်။ မင်းသားရဲ့စာပနာအခန်းကတော့ကျင်းပခဲ့ပြီးဖြစ်တယ်လို့မီဒီယာတွေရှုပ်ခွက်မခံအောင်လည်းနေ့စဉ်စီရင်တယ်လို့လည်းသိရပါတယ်ဘလို့အကြောင်းနေကြပဲလူသိမခံရတဲ့တေဆောင်းဖို့ကိုမပြောပြခဲ့ရလဲဆိုတာကိုရီးယားလူသားစံတွေကတော့စော်ဖန်းနေစေဖြစ်ပါတယ်မင်းသားရင်ချောင်းချုံဟာရုပ်ရှင်ဇက်စုပါကုန်းဆက်အားစုပေါ်ရရှိခဲ့ပြီးအကောင်းဆုံးစပို့စုနဲ့အကောင်းဆုံးတေဆောင်းစုတွေကိုလည်းရရှိခဲ့တယ်ဖြစ်ပါတယ်ချောင်းချုံလို့လူသိများတဲ့ကိုရီးယားဇာတ်လမ်းတွေကတော့ Fine Daughter All Kind of Daughter and Lost Sign စကားတွေမှာ ဖားငင်နေရာတရုတ်ဆောင်ပုံတွေကြောင့်လူကြိုက်နေရခဲ့ပြီးအဲဒီနောက်ဖားငင်နေရာကြီးစတိုက်တရုတ်ဆောင်ခဲ့ရပြီးတော့နာမည်တစ်ခုရလာခဲ့သူဖြစ်ပါတယ်နော်မင်းသားချောင်းချင်းဟောသူ့ရဲ့ရှင်လျားလာပါတဲ့အိမ်အောင်ကျောင်းတွေကိုအင်တာဗျူးတစ်ခုမှာထုတ်ပေါ်ပြောဆိုခဲ့ပါတယ်မင်းသားရင်ဟာအိမ်အောင်30ကျောင်းခဲ့ပေမဲ့20နဲ့ကွာရှင်းပြည့်စဲခဲ့ကြောင်းကိုပြောပြခဲ့ဝိုင်းဒါသမီး၄ယောက်ထောင်းကားခဲ့ပြီးအခုချိန်မှာတော့နောက်ဆုံးမိမနဲ့နေပါသူသားလေးနဲ့အတူနေထိုင်နေတဲ့ဆောဖာကွယ်လောက်တောင်းခဲ့ရလဲဖြစ်ပါရင် ဇလန်ရနဲ့အကျန်းဆက်ပေါင်းတင်အားကျော်ကိုရိုက်ကူးခင်ရပြီအောင်မင်းသားရဲ့နာမည်ကတော့ကျော်ကြားမင်းကျော်ကြားခဲ့သူဖြစ်ပါရဲ့နော်ဇဘုတ်နေရာတွေကိုအကောင်းဆုံးအရောက်ပေါ်တည်ယူဆောင်နိုင်ခဲ့ပြီးစားတာစေုံမှာပိုလိုမရှိတဲ့တည်ယူဆောင်နိုင်မှုတွေကိုလည်းတွေ့ရမှာဖြစ်ပါရင်ဒီတော့ပြိသက်ကြီးရဲ့မင်းသားဆောင်ဆုံးဟာဘလို့အကြောင်းတရားတွေကြောင့်ဆုံးဝကွယ်လွန်သွားတယ်ဆိုတာခံမှန်းပြောပြခဲ့ပါအောင်နော်မင်းသားဤတည်ဆုံမှုပေါ်မှာလည်းဝန်လေးကြောင့်ကြားသိရပြီးအောင်ရပေါ်ပေါ်မှာပျော်ရွှင်နေနိုင်ပါသေးလို့လဲစုံမကောင်းတောင်းပေးလိုက်ရပါတယ်ရှင်